အိမ်နောက်ရှင်မျိုးသမီးတွေတိုင်ပွဲဝင်ကြတယ်ဆိုလို့ရှိရင်အချိန်မီပါသေးတယ်လိုကယ်ပွဲမဟုတ်ဘဲနဲ့ဒါ international ပိုစားပြုတဲ့ပွဲမှာရှင်ပြိုင်ခွင့်ရမယ်အတွက်ကြောင့်မို့လဲအရန်ကိုပြိုင်သိမ်းတဲ့ပွဲကြီးဖြစ်ပါတယ်ပြီးတော့မြန်မာနိုင်ငံမှာအိမ်ရှင်အဖြစ်နဲ့ကျင်းပမယ်ပွဲကြီးထဲမှာနိုင်ငံတကာကအိမ်နောက်ရှင်မယ်တွေနဲ့အတူတူရင်မောင်တန်းပြီးတော့ရှင်ပြိုင်ရမှာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုဒီနေရာနေပြီးတော့လည်းလာရောက်ပြီးတော့ရှင်ပြိုင်ကြဖို့အတွက်ကျွန်တော်တို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဟုတ်အဲ့လိုမျိုးတွေဝါတာပိန်တာကတက်တယ်အဲ့လိုမျိုးတော့မကန့်ထားဘူးရှင်ဟုတ်အကုန်လုံးတော့အိမ်နောက်ရှင် အမျိုးသမီးတွေတိုင်းအကုန်လုံးတော့ဝင်ကြိုင်းဝင်ရှိပါတယ်။အဲအမတို့ကဟိုပထမဆုံးရတဲ့လူပေါ့နော်။တိန့်တရာကမင်းညီများတဲ့ဟာလေးကိုလက်ဆောင်ပေးတယ်။နောက်ပြီးွားလို့ရှိရင်ငွေသားလေးတွေပေါ့နော်။အဲ့ဒါလေးကြီးလေးစီစဉ်ထားတယ်။ First runner အဲ second runner အဲ့ဒီကိုလည်းမတို့က ပြင်ဆင်ထားရတာပေါ့နော်။တကယ်မာမာသားပြီရောပြီးတော့ device လောက်ထားတယ်။ဟိုအမျိုးသမီးလည်းပြိုင်လို့ရတယ်။အကျိုးကြီးလည်းပြိုင်လို့ရတယ်။ကျွန်တော်က16နှစ်ကနေပြီးတော့50ကျော်တိပေါ့နော်။ compute ပေးထားတာပေါ့နော်။ဒီ founding ပြီးရှင်ပြိုင်မှုဖိတ်ခေါ်ပါတယ်။ကျွန်တော်ဒီပြိုင်ပွဲပြိုင်ရခြင်းတော့အော်ဘာမှတော့ကျွန်တော်ဒီအခွင့်အရေးတွေအများကြီးရသွားမယ်။ပြီးတဲ့အခါမျိုးမှာလည်းအကုန်အကျိုးအမြတ်တွေအများကြီးရှိပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ကျွန်တော်နာမည်စီးစိန်ဆံပါကျွန်တော်လက်ရှိမှာတော့ ဒီမြန်မာတန်တဲ့ရုပ်မြင်သံကြား English by အစီအစဉ်တင်ဆက်သူနဲ့သတင်းဖာသာပြန်တာဝန်ထမ်းဆောင်နေပါတယ်ဒီ Mrs. Supranational Myanmar International Organization မှာကျကျွန်တော် advisor နဲ့ interpreter အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါကျမကတော့ Mrs. Supranational နဲ့မထောင်းနဲ့ဆက်လာရဲ့ Indian Chinese Program မြန်မာပြည်ကမထရီဖြစ်ပါတယ် ဒီလာပါကျွန်တော်တို့ကိုစိတ်လေးဖြစ်ပါတယ်ဂျူလီဝက်ဒင်းစတူဒီယိုဖောင်ဒါလည်းဖြစ်သလိုအဲမက်ကအာတစ်စ်အနေနဲ့ရောအဆုံပေါ့နော်ကျွန်တော်တို့ဆောင်ရည်နေသူလည်းဖြစ်တယ်ပြီးတော့ဒီ Mrs. Supranation နဲ့မြန်မာရဲ့ဒီပွဲကြီးမှာပေါ့နော်ကျွန်တော်ရဲ့ချစ်ရတဲ့အမမတ်ပေးတဲ့ပူပေါင်းပြီးတော့အမရဲ့လိုအပ်တဲ့အပိုင်းလေးတွေပေါ့နော်ဝမ်းဝမ်းပြီးတော့ကူညီပေးဖို့အတွက်ဒီပွဲလေးမှာရောက်ရှိနေရဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဟိုမှာကျင်းပတဲ့ပွဲရတော့ပေါ့နော်ဒီ Mrs. Channel မြန်မာရဲ့အာဒီပြိုင်ပွဲကျင်းပမယ် press conference ဖြစ်ပါတယ်ဒီ Mrs Supranation မြန်မာကိုကျွန်တော်တို့ဇူလိုင်လ9ရက်နေ့ ဇီလာဟိုတယ်မှာကျင်းပမှာဖြစ်ပါတယ်ဒီ international ပွဲကလည်းမြန်မာမှာပဲ host လုပ်မှာဖြစ်ပါတယ် international ပွဲနဲ့ local ပွဲနဲ့ကတော့အရန်ကတ်သွားပါတယ်ဒီ international ပွဲကကျွန်တော်တို့ July 8ရက်နေ့မှာ Rose Garden မှာကျင်းပမှာဖြစ်ပါတယ် July 8ရက်ဆိုရင်ကျွန်တော်တို့နိုင်ငံခြားကပေါ့နော်ဒီ international international အမှတ်မယ်တဲ့ July 7ဆို arrival ရောက်ပါပြီဒီနေ့ကျင်းပတာတော့ဒီ Mrs Supranational အတွက်ပေါ့နော်မြန်မာ local ပွဲအတွက်ကိုကျွန်တော်တို့ press conference ပွဲလေးဖြစ်ပါတယ်ခင်ဗျာဒီပွဲကိုကျင်းပရတဲ့ရည်ရချက်ပေါ်မှာအဲအင်းအောင်ရှင်မျိုးတပီးတွေဆိုရှင်လက်လက်ပပလေးမြင်လို့ရှင်မအရန်ကြောကြာသူတို့လာပါတာကိုလုံးလေးမြင်လို့ရှင်တော့မှငေးကြည့်လာအောင်မှအဲ့လိုမျိုးလေးတဘောကြာပါအဲကြောင့်သူတို့လေးကိုလည်းအဲ့လိုမျိုးဖြစ်စေချင်တာပေါ့တော့သူတို့ဟာလေးတွေဆိုလို့ရှင်တော့ ဟိုကိုကိုအမတငယ်ချင်းမာရေရှိပါတယ်သူကအိမ်အောင်ကြပြီးရောကိုကိုဒီလိုပဲဘူတီပတိနေတာတို့ပါတော့အဲ့မျိုးဆိုမှပြောဟင်းကိုကိုလလပပလေးအမကိုတိုင်းကလည်းအလရမ်းကြိုက်ပြီးနေတယ်ဆိုတော့သူတို့မြင်လို့ရှိရင်လည်းမှာ အဲ့လလဘာလီနီဘလူးလေးနေပါလားအဲ့လိုမျိုးတော့တိုက်တွန်းဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မလဲကျန်တဲ့လူလေးကိုလည်းတွေးလို့ရှိရင်လည်းအဲ့လိုမျိုးလလလေးမြင်မှသဘောတည်ကြနေရအဲ့လိုမျိုးဖြစ်နေရဆိုတော့မှအိုက်ပွဲကမှအရန်လုတ်ချင်တဲ့စိတ်လေးဖြစ်ပြီးတော့ဒီကိုလေးမိုင်းနဲ့အခုညီတောင်ကြီးရဲ့ကြံဉဏ်လေးယူပြီးတော့လုတ်ဖြစ်တာပေါ့နော်မမကတော့ဒီတစ်နှစ်ကတော့ဒီ ခုမှပေါ်တော့အဲ့လိုမျိုးစားပြီးတော့ဒီကိုရီးနဲ့ဒီမာရင်အခုညီတော်မျိုးမှာစားလို့ဖြစ်တာပေါ့နော်ရှင်းမှာတော့လုပ်ပူးရတယ်ရောရှိတာပေါ့နော်ဟုတ်တယ်စနေရနေ့ကြလို့ရှိရင်စနေရနေ့ပါတော့ဟုတ်စနေရနေ့ကတော့ international grand final ပေါ့เนาะကျွန်တော် July 7ဆိုရင်ဒီ local ပွဲမှာဝင်လာရတာ ဟိုက international ပို့အစပြီး join ရမှာပေါ့နော်မနစ်က first edition မှာရတဲ့ winner အလှမယ်အိန္ဒိယအလှမယ်ရှီဘာဆိုတာရှိတယ်ပေါ့နော်သူကလည်းဒီ local ပွဲမှာ judge အနေနဲ့ဝင်အောင်အားပြင်မှာပေါ့နော်သူရောက်ရင်လည်းကျွန်တော်တို့ကနေပြီးတော့ကျွန်တော်ကဒီ interpreter အနေနဲ့သူ့ဘေးကနေ live ပေးမှာပေါ့နော်သူ့ကိုလည်းအာအမားတို့ media တွေနဲ့တွေ့ပြီးတော့ပေါ့နော် briefing လုပ်ဖို့အစီအစဉ်ရှိပါတယ်ဟုတ်ကဲ့โอเคแบตเตอรี่ရဲ့ရည်ရွယ်ချက်လေးကအရင်ကောင်းပါတယ်ခုနအမပြောသွားလို့ပဲ तू ကအရင်အနှားကြိုက်တယ် तू ကိုယ်တိုင်လည်းအခုလိုကြည့်အရင်ကနှားနေလို့ပဲအမျိုးသမီးတိုင်းကိုနှားစီခြင်းနဲ့အဲ့အတွက်ဒီ induction ဖြစ်သွားပြီ 수준이몇원대가 အမျိုးသားကိစ္စအိမ်မူကိစ္စသားသမီးကိစ္စတွေနဲ့အလားအပါမပြင်းနိုင်တော့ဘူးအဲ့တော့ဘလောက်ပဲလူတယောက်ကလေဟိုနှားတယ်ပြောပြောအလားအပါမပြင်းမနေတာကြာသွားလို့ရှိရင်လူရောစိတ်ရောထိုင်းမင်းသွားရပါဘူးအဲ့လိုထိုင်းမင်းသွားရတာမှလူတော့မတိုးတော့တယ်ရှိတယ်အဲ့လိုမျိုးအမမဖြစ်စေချင်ဘူးအမလိုပဲထက်မြက်စေချင်တယ်နှားစေချင်တယ်အဲ့ဒီရဲ့ချက်နဲ့ဒီ Mrs. Supranation နဲ့မြန်မာပွဲကိုသူကအဲဒါ Managing Director အနေနဲ့တာဝန်ယူပြီးတော့ကျင်းပပြီးတဲ့အခါမှာအမရဲ့ချက်အများကောင်းတယ်ဖောင်ချင်းနဲ့တယောက်မှတပြားမှပေးစရာမလိုပဲနဲ့ဖောင်ဖိုးလဲ free ပေါ့နော်အားလုံးကို welcome လုပ်တယ်အခုဆိုလို့ရှိရင်တော့ပြိုင်ပွဲအရေးအတွက်ကတချို့တွက်တော့ရပြီးနေပြီတချို့မသိသေးတဲ့တွေအတွက်လည်းဒီနေ့မီဒီယာနဲ့တက်ဆင်ပြီးတော့ကြေညာပေးနေတာကတော့အိမ်နောက်ရှင်မျိုးသမီးတွေပြိုင်ပွဲဝင်နေတယ်ဆိုလို့ရှိရင်အချိန်မီပါသေးတယ် local ပွဲမဟုတ်ဘဲနဲ့ဒါ international ကိုစားပြုတဲ့ပွဲမှာရှင်ပြိုင်ခွင့်ရမယ်တဲ့ကြောင့်လည်းအရန်ကိုပြိုင်သင့်တဲ့ပွဲဖြစ်ပါတယ်ဒီပွဲထဲမှာလာမယ်ဆိုလို့ရှိရင်အမက cover training တွေလည်းသင်ပေးဖို့တဲ့ဒါ trainer တွေလည်းစီစဉ်ပေးထားတယ်ပြီးတော့ပြိုင်ပွဲနေကြလို့ရှိရင်လည်း make up artist တွေကိုပတ်စံမကုန်ပဲနဲ့ကိုကအလှပပြင်နိုင်ဖို့အတွက်လည်းအမအစီအစဉ်ပေးထားတာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ရှင်ပြိုင်တင်းတဲ့ပွဲကြီးဖြစ်ပါတယ်ပြီးတော့မြန်မာနိုင်ငံမှာအင်ရှင်အဖြစ်နဲ့ကျင်းပမဲ့ပွဲကြီးထဲမှာနိုင်ငံတကာကအင်နော်ရှင်မယ်တွေနဲ့အတူတူရင်မောင်တန်းပြီးတော့ရှင်ပြိုင်ရမှာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုဒီနေ့ကနေပြီးတော့လည်းလာရောက်ပြီးတော့ရှင်ပြိုင်ကြဖို့အတွက်ကျွန်တော်တို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဟုတ် ကဆတ်6ရက်နေရှယ်ဒီဒါမဲ့26ဟုတ်ကဲ့ပါရှင်အဲ့ဆိုအချိန်မီလေးပေါ့ဟုတ်ကဲ့ပါအချိန်မီလေးဝင် join လို့ရပါတယ်အဲ့ရအတိုင်းရတယ်ဝါတာပင်တာပဲတတ်တယ်အဲ့လိုမျိုးတော့မကန့်ထားဘူးရှင်ဟုတ်အကုန်လုံးတော့အင်းအောင်ရှင်အမျိုးသမီးတွေတိုင်းအကုန်လုံးတော့ဝင်ပြိုင်ခွင့်ရှိပါတယ်ပြူကြီးတွေလည်းရတယ်ပြူကြီးတွေလည်းရတယ်ပြူကြီးတွေလည်းကပြူဝင်ပြိုင်ခွင့်ရှိတယ် တကယ်မားလေးမားသားလေးရောပြီးတော့ device လောက်ထားရဲဟိုအမျိုးသမီးလည်းပြိုင်လို့ရတယ်အပြူကြီးတွေလည်းပြိုင်လို့ရကျွန်တော်က session နှစ်ကနေပြီးတော့50ကြော်ထိပေါ့နော်ပြပြပေးထားတာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ကအဓိကဒီ UI check ကပေါ့နော်မအရင်ဒီခုနဟို stage ပေါ်မှာပြောနေကြပဲဒီအမျိုးသမီးတွေဒီအကိုလည်းပြောသွားပါတယ်နော်ခုနဟိုပေါ့နော်ဒီမိဖို့ချောင်ထဲမှာပဲအချိန်ကုန်မနေပဲပေါ့နော်သူတို့လည်းအဲဒီအိမ်ထဲမှာပဲ ပေါ့နော်သူတို့ရဲ့အလုပ်တွေပြီးဆိုအင်မှုကိစ္စတွေလုံးဝမအချိန်ကုန်မမတော်အောင်သူတို့တော့အကျိုးရှိအောင်ပေါ့နော်ကျွန်တော်အဲ့ UI check clean နဲ့လုပ်ထားပေါ့ပြီးတော့ဒီ international နဲ့အထီးတွေ့လေးလည်းရအောင်ပေါ့နော်ကျွန်တော်ဒီ international အထီးပို့ပေးတဲ့သဘောပါပဲဒီပြီးတော့ international အားမယ်ကဘလောက်ထမ်းမြတ်တယ်အာဘလောက်တော်တယ်ဆိုတာလည်းဒီ international stage ပေါ်မှာပြချင်တဲ့ UI check နဲ့ပေါ့နော်ကျွန်တော်တို့အားလုံးကအဲ့လိုဟောအားလေးနဲ့အဲဒီတိုင်မို့ချင်းပါတာဖြစ်ပါတယ်အဲဆန်နှုံးနေနဲ့ဆိုရင်တော့ဒါကျွန်တော်တို့ကအသက်ရွယ်အနေနဲ့ဆိုလို့ရှိရင်တော့ ဒီလူလက်ပိုင်းတွေအကုန်လုံးရှင်းတိုင်လို့ရတယ်ပြောချင်တာကတော့ဒါအိမ်တော်ရှိတဲ့လူတွေရော အိမ်ထောင်ကွဲသွားတဲ့လူတွေရောစင်ကမန်းတွေရောအကောင်လုံးပေါ့နော်ဟိုအပြိုကြီးတွေအားစအရွယ်တစ်ခုရောက်နေပြီဆိုလို့ရှိရင်ကိုမလောက်နှားသေးရဲ့ဆိုတဲ့ဟာကိုဘုံယူစွာနဲ့ရှင်ပြိုင်လို့ရတယ်အရေးချင်းကန့်သက်ခြင်းတွေလည်းမရှိဘူးပြီးတော့ပိန်လာဝတာတွေလည်းမဆိုင်ဘူးပေါ့နော်အားလုံးကျွန်တော်တို့ကဒါလူသားတွေရလူတွေပဲဖြစ်တဲ့ကြောင်းမို့လို့ဘာလို့မစိုးဒီအိမ်ထောင်ရှင်ပြိုင်ပွဲဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ့နော်အမျိုးသမီးရဲ့အကောင်လုံးကိုအမားကလှစေခြင်းနဲ့တောက်ပစေခြင်းနဲ့အဲ့ဒါကြောင့်မို့လို့မထွေးလို့ပဲတောက်ပပြီးတော့ထက်မြက်ပြီးတော့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ This is supranation နဲ့မြန်မာရဲ့ ဲ့ဘွဲကြီးမှာလာရောက်ရှင်တိုင်မှာဖောင်ပိတ်ရက်ကတော့ဒီ6လပိုင်း26ရက်နေ့မှာဖောင်ပိတ်မှာဆိုတော့ဖောင်မပိတ်ခင်မှာပေါ့နော်အများဆုံးဆက်သွယ်ပြီးတော့လာရောက်ပြီးတော့စီးရင်ပေးသွင်းလို့ရပါတယ်ဖောင်ကြီးလည်းမယူထားပါဘူးအဲဆက်သွယ်ခြင်းလည်းဆိုလို့ရှိရင်ကျွန်တော် Mrs. Supranation နဲ့မြန်မာ Facebook page မှာပေါ့နော်အဲဆက်သွယ်လို့ရတယ်ကွန်တက်နံပါတ်တွေချက်ပေါက်တွေကနေလာပြီးတော့ပြောလို့ရပါတယ်ခင်ဗျာ ဟဲ့မတော်ဟိုပထမဆုံးရတဲ့လူပေါ့နော်တိမ့်တရာတမ်းမင်းညီများတဲ့ဟာလေးကိုလက်ဆောင်ပေးတယ်နောက်ပြီးသွားလို့ရှိရင်ငွေသားလေးတွေပေါ့နော်အဲ့ဒါလေးကြီးလည်းစီစဉ်ထားတယ် first runner အဲ second runner အဲ့ဒီကိုလည်းမတော်ကပြင်ဆင်ထားနေတာပေါ့နော်အဲလာပြီးပြိုင်ပွဲဝင်နေလူတွေကဒီတိုင်းပဲဝင်ပြီးတော့ပြန်သွားပေါ့မတော်ကလည်းမတရားအနေနဲ့အဲ့လိုစုလေးတွေလို့အများကြီးပေါ့အစည်းအဝေးတွေတော့အများကြီးဆွဲထားတာပေါ့နော်တစ်ခုပြီးတော့တစ်ခုတိုင်းဟိုကိုညံထွက်တက်လောက်ပေါ့နော်အကုန်လုံးလေးစီစဉ်ထားတာပေါ့ မတော့တက်နိုင်တော့အကုန်လုံးတော့သူတို့ဖြစ်ချင်တာလေးသူတို့လှုပ်ချင်တာလေးတွေမတော့အကုန်လုံးတော့ live လုပ်သွားပြီဘို့တော့စီစဉ်ထားတာပေါ့ဒါပေမဲ့တယောက်နဲ့တယောက်ကတော့မတူဘူးပေါ့မဖြစ်ချင်တာနဲ့သူတို့ဆန္ဒနဲ့တူတာတွေလည်းရှိတယ်ပေါ့လို့ဆိုရတဲ့အတွက်ကြောင့်မအဲ့ဒါပြီးွားမှပဲသူတို့လည်းညှိပြီးတော့ဗာလေးဖြစ်ချင်တယ်မတော့ဖြစ်စည်းပွေးဖို့တက်တက်ပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်တို့ဘာလို့လာမယ့်ဇူလိုင်လ9ရက်နေ့မှာကျင်းပမယ် Mrs Supranational မြန်မာပြိုင်ပွဲကိုဒီလာရောက်ပြီးတော့ရှင်ပြိုင်မှုအမြန်ဆုံးပေါ့နော် ဒီ founding ပြီးရှင်ပြိုင်မှုဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဒီပြိုင်ပွဲပြိုင်ရာအဖြစ်တော့အော်ဘာမှတော့ကျွန်တော်တို့ဒီအခွင့်အရေးတွေအများကြီးရသွားမယ်ပြီးတဲ့အခါမျိုးမှာလည်းအခုအကျိုးအမြတ်တွေအများကြီးရှိပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့ဒါလည်းဒီအမြဲဆုံးပေါ့နော်၅ရက်နေပြိုင်ပွဲအတွက်ပေါ့ အမြင်ဆုံးဖောင်တင်ပြီးတော့ Facebook link ထဲမှာပေါ့အကုန်လုံးကဖောင်လေးဖြည့်ပြီးတော့ပြီးဖောင်လေးပေါ့အကုန်လုံးဖြည့်ပြီးတော့လာရောက်ရှင်ပြန်ပြီးတော့ဖောင်လေးမှာစည်ရင်းအမြင်ဆုံးတွင်းပါလို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါသူချွန်ထက်မြက်တဲ့ရဲရဲနဲ့မျိုးသမီးတွေအတွက် Mrs. Supranation နဲ့မြန်မာပြိုင်ပွဲကြီးကမြန်မာနိုင်ငံမှာအခုဆိုမကြခင်ကျင်းပတော့မှာပါတကယ်ကိုအရင်ချင်းပြည့်မီတဲ့ပုံသိက္ခာရှိတဲ့ပြိုင်ပွဲမျိုးကိုရှာဖွေနေတဲ့ ိန်းနှောင်းရှင်အမျိုးသမီးတွေအားလုံးအတွက်ရှင်ကြိုင်တဲ့ပွဲကြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့ဥဆောင်မှုကောင်းနေနဲ့အများကြီးပံ့ပိုးပေးနိုင်တဲ့ကျွန်တော်တို့ရဲ့ဒါ managing director ဖြစ်တဲ့မထွေးရဲ့ဒီပြိုင်ပွဲကြီးမှာလာရောက်ရှင်ပြိုင်ပွဲအားလုံးဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ